ရမနင်္ဂမှာတကယ်ကိုမှအဓိကထားပြီးတော့သုံးနေကြရေးဖစ်ဘုလူမှုကွင်းဆာမင်နာပေါ်မှာတော့မင်းသားကျော်ဟင်းဝီယန်နဲ့မင်းသမီးကျော်ဆူပီသစင်ရဲ့ကလေးမွေးထားတဲ့ဓာတ်ပုံတွေကတော့ online ပေါ်မှာကြီးစွာကိုမှပြန့်နှံ့လေးရှိနေပါ रे ဒါကျွန်တော်တို့ဒီဓာတ်ပုံတွေကတော့လုံခဲ့တဲ့လာပေါင်းများစွာကလို့ပြောဆိုကြတယ်ပေါ့เนาะကြာပြီလို့တော့ပြောကြတာပဲเนาะဆိုတော့အခုကဟင်းဝီယန်နဲ့ဆူပီသစင်နဲ့ကဒါလက်ထပ်တော်မယ်ပေါ့เนาะ လက်ထပ်တော့မယ်ဆိုတော့ခုနေ့ကပဲဒါဟေးဝရံကအစိုးပြီးအစင်ကိုဟိုဟာဘောသိန်းပေါင်း3000တန်တန်မှုရှိတဲ့ဒါစိန်ရွှေဗရမရလက်စုပ်ကြီးနဲ့တင်းတောင်းခဲ့တယ်ပေါ့နော်လက်ထပ်ခွင့်တောင်းခဲ့တယ်ပေါ့ လက်ထက်ခွင့်တောင်းတဲ့အခါမှာလေဝေဖန်မှုများစွာဖြစ်တဲ့ဒူးထောက်ပြီးဟိုလက်ထက်ခွင့်မတောင်းလို့ဆိုပြီးတော့ပြည်သက်တွေကပြဿနာရှားကြရေဆိုတော့ဟင်းဝီယံကလေမနေနိုင်တော့ဘဲနဲ့ပေါ့လေအခုလိုမျိုးဟိုမဒူးမထောက်တာကဟင်းဝီယံအမိကမိမတယောက်ကိုဒူးထောက်နော်ဒူးထောက်ရင်ဘုံကန်နေတယ်လို့ပြောလို့ဒူးမထောက်တာဆိုရင်နေထမျိုးနဲ့ဖြန်းနှံကြရေအခါမှာ နော်ကျွန်တော်တို့ဘယ်လိုပြောရမလဲနော်ဟေဝင်ရံကလည်းဒါတွေကမဟုတ်မမှန်သတင်းတွေသာဖြစ်ကြောင်းဒူးထောက်ပြီးတော့ပြန်လည်ပြီးတော့နော်ဒါဆုပ်ပြီးလေးကိုလက်ထက်ခွင့်ထပ်တောင်းရတာပဲဖြစ်ပါတယ်နော်ဒီကြားထဲမှာဟေဝင်ရံကလည်းဒါနော်အင်းကချစ်သူရေးစားဟောင်းဖြစ်ခဲ့တဲ့နော်ဒါနော်ဟိုအစုခိုင်တဲ့ငိုလက္ခဏာကနာတော့ရဆက်သွဲနေတယ်ဆိုတဲ့တဲ့င်းစကားတွေကလည်းရှိတယ်။နော် online ပုံမှာတော့ဘေးရမှာတော့ကျွန်တော်နေနဲ့ယုံကြည်လို့တော့မရဘူးပေါ့လေ။အေးသူ့ဘီမဲ့လို့ပေါ့ဟိုဘယ်လိုပြောရမလဲဟို အရင်ကကိုလုတ်ခဲ့တာတွေကအခုကိုကိုပြန်ပြီးတော့เนาะအကျိုးပြုနေတယ်ဆိုတကယ်တော့เนาะရောင်ပြန်ဟတ်တယ်ဆိုတကယ်တော့ဒါဟင်းဝရံကတော့အခုเนาะဒါဟိုဝိုင်းစုကိန်းတင်းကိုလုတ်ခဲ့တယ်မြောက်အခုပြန်ခံနေရတဲ့နေထားမှရှိရေပေါ့เนาะဝေဖန်မှုတွေကတော့အထိုက်တင်းလျောက်တော့ဒါခံရမှာပဲအခုဒီကောက်မှာလည်းဒါဟင်းဝရံနဲ့ဆိုပြီးသင်းရဲ့ကလေးမွေးထားတဲ့တပုံတွေက online ပေါ်မှာပြန်ထွက်လာတာဖြစ်တဲ့အတွက်ဟင်းရံကတော့ဒါက AI နဲ့လုပ်ထားတာဖြစ်ကြောင်းမဟုတ်မမှန်တာဖြစ်ကြောင်းအတီလင်းကိုချိန်ညားလာခဲ့တာပဲဖြစ်ပါတယ်နော်